ရလေးငရင်ကြီးလှုပ်ခတ်မှုကြောင့်ထိခိုက်ခဲ့တဲ့ရေလောင်တမန်နဲ့ရေအားအဆောက်အအုံများအားမြန်မာနိုင်ငံတမန်ကြီးများဆိုင်ရာအမျိုးသားကော်မတီနဲ့ဆယ်မြောင်းဝန်ထမ်းဟောင်းများအသင်းတို့မှအင်ဂျင်နီယာပညာရှင်များပူးပေါင်းခွင့်ဆင့်ပြီးလေးလာတွေ့ရှိချက်များနဲ့ပတ်သက်ပြီးပြန်လည်ပြုပြင်တည်ဆောက်ရန်ဤပညာဆိုင်ရာညှိနှိုင်းအစည်းအဝေးကိုဒီနေ့ညနေပိုင်းကစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနပြည်တော်စုဝန်ကြီးရုပ်အစည်းအဝေးခန်းမှာကျင်းပရာပြည်တော်စုဝန်ကြီး ်ဦးမင်းအောင်တက်ရောက်ပြီးအဖွဲ့မှစကားပြောကြားခဲ့ပါတယ်။အစည်းအဝေးမှာနေပြည်တော်စီမံတာယာရေးကော်မတီမှထိန်းသိမ်းစီမံလျက်ရှိတဲ့ရန်အောင်မြင်ရေလောင်တမန်၊ချောင်းမကြီးရေလောင်တမန်နဲ့ရေငန်းရေလောင်တမန်များမှာငရင်ဒဏ်ကြောင့်ထိခိုက်ခဲ့မှုများအပေါ်ပြန်လည်ပြုပြင်တိစောက်မဲ့အစည်းအဝေးများဆယ်မြောင်းနဲ့ရေအသုံးချမှုစီမံခန့်ခွဲဦးစီးဌာနမှထိန်းသိမ်းစီမံလျက်ရှိတဲ့ရေလောင်တမန်များထိခိုက်ခဲ့မှုအပေါ်ပြန်လည်ပြုပြင်တိစောက်မဲ့အစည်းအဝေးများကိုတုံ့တက်ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင်မန္တလေးတိုင်းဒေသကြီးဝမ်တွင်းမြို့နယ်ရှိအသစ်ပြန်လည်တိဆောက်ဆဲဖြစ်တဲ့စမုံရေငုပ်ပြုံရဲ့အောက်ခံမြေသားနဲ့အုံမြစ်ပိုင်းထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့အတွက်စောင့်ရဆဲစမုံရေငုပ်ပြုံအားနေရာပြောင်းရွှေ့တိဆောက်ရန်ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ အလားတူအနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့အင်အားပြင့်ထန်တဲ့ငရင်တန်းနဲ့ကြီးမားတဲ့ရေကြီးရေရှမ်းမှုတန်းခန့်နိုင်မဲ့ဒီဇိုင်းပုံစံကိုရေးဆွဲဆောင်ရွက်သွားမယ်အခြေအနေများနဲ့ဆောင်ရွက်ပြီးရေလောင်တမန်နဲ့ရေအားအဆောက်အအုံများကိုလည်းပုံမခိုင်ခန့်စေရန်အားဖြည့်ပြုပြင်သွားရန်လိုအပ်မှုအခြေအနေများကိုအလေးနက်ထားဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ